5ပါရှင်ရန်ကုန်ခေတ်တရနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ10ရက်နေ့အတန်းသိတဲ့ပိတ်နေမှာပိတ်ထားမဲ့ဆိုင်တွေအလုံးယုံနေတဲ့ကုမ္ပဏီတွေကိုအရေးယူဖို့နဲ့ပြည်သူတွေပါဝင်နိုင်တဲ့ဈေးရောင်းပွဲတွေပျော်ပွဲရှင်ပွဲနဲ့လူလူလှုပ်ရှားမှုတွေကိုဆောင်ရွက်ကြဖို့စစ်တပ်ကညွှန်ကြားထားတဲ့ပြင်ဒီဇင်ဘာလ10ရက်နေ့မှာဘဲဝင်တန်းကိုမှခွင့်မပေးဖို့နဲ့လူစုံတက်စုံရုံးတက်ခိုင်းမှုကိုဝင်းကြီးဌာနတွေမှာရုံးသွင်းအမိန့်တွေထုတ်ထားပါတယ်။ စစ်တပ်အတွင်းစစ်မှုထမ်းတွေနဲ့အောက်ခြေစစ်သားတွေကိုမူရစ်စေဝါတုံခိုင်းပြီးရှေ့တန်းမှာစစ်ကြောင်းထိုးခိုင်းတာနဲ့ပြည်သူတွေကိုအာဓမပြုကျင့်ဖမ်းဆီးတပ်ဖြတ်တာတွေကိုလှုပ်ဆောင်ဖို့စစ်အရာရှိတွေကအမိန့်ပေးတယ်လို့အလင်းဝင်လာသူတွေကထုတ်ဖော်ပြောဆိုတဲ့သတင်းပါဝင်နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အတန်တိတ်တပိတ်ပြုတ်လုံးမဲ့ဒီဇင်ဘာလ10ရက်နေ့မှာပိတ်ထားမဲ့ဆိုင်တွေအလုံးယုံတွေနဲ့ကုမ္ပဏီတွေကိုဖမ်းဆီးချိတ်ပိတ်အရေးယူဖို့နဲ့ပြည်သူတွေပါဝင်နိုင်တဲ့ဈေးရောင်းပွဲတွေပျော်ပွဲရှင်ပွဲနဲ့လူမှုလှုပ်ရှားမှုတွေကိုသက်ဆိုင်ရာဒေသန္တရအာဏာပိုင်တွေကဆောင်ရွက်ကြဖို့ကိုစစ်တပ်ကညွှန်ကြားထားတယ်လို့နေပြည်တော်ပြည်ထရေးသတင်းရင်းမြစ်ကပြောပါရယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်မဲ့အတန်းသေးတပိတ်နဲ့ပတ်သက်ပြီးပြည်ထောင်ဝင်းဒီဌာနကညွှန်ကြားချက်တရထုတ်ပြန်လာကအဲ့ဒီညွှန်ကြားချက်မှာအတန်းသေးတပိတ်ပြုလုပ်မဲ့ဒီဇင်ဘာလ10ရက်နေ့မှာပိတ်ထားမဲ့ဈေးဆိုင်တွေစားတောက်ဆိုင်တွေအလုပ်ရုံစက်ရုံတွေကုမ္ပဏီတွေကိုဖော်ထုတ်အရေးယူဖို့နဲ့ချိတ်ပိတ်ဖို့ကိုညွှန်ကြားလာတယ်လို့ဒီဇင်ဘာလ10ရက်နေ့မှာပြည်သူအများစုပါဝင်နိုင်တဲ့ဈေးရောင်းပွဲတွေပျော်ပွဲရှင်ပွဲတွေနဲ့မြို့နယ်ရပ်ကွက်ဆိုင်ရာလူထုလှုပ်ရှားမှုတွေကိုဆောင်ရွက်ဖို့ကိုပါညွှန်ကြားလာတာပါ။ အတန်သိသမိတ်မှာပါဝင်တဲ့ဆိုင်တွေအလုံယုံစက်ယုံတွေကုမ္ပဏီတွေကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအပြင်ရွေးကောက်ပွဲကိုနှောက်ရှက်တဲ့ဥပဒေနဲ့ပါမှုဖွင့်မှုညွှန်ကြားထားပါသေးရဲ့အဲ့ဒီအပြင်ဒီဇင်မာလ10ရက်နေ့မှာအတန်လေးတပိတ်နေ့မှာနေပြည်တော်အပါအဝင်တနိုင်ငံလုံးမှာရှိတဲ့ဝင်ကြီးဌာနတွေမှာဘယ်ဝန်ထမ်းကိုမှခွင့်ရမပေးဘူးနဲ့ဝင်ကြီးဌာနတွေထဲမှာရုံးသွင်းညွှန်ကြားချက်တွေထုတ်ပြန်လာပါတယ် တကယ်လို့ဝန်ထမ်းတွေအနေနဲ့ကျန်းမာရေးမကောင်းမှုမှုနဲ့နိုင်ငံရေးကိစ္စတွေကြောင့်ခွင့်ယူခြင်းရင်လဲတက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲတွေရဲ့ခွင့်ပြုချက်ရယူပြီးမှခွင့်ပေးကြဖို့ကိုညွှန်ကြားထားပါသေးရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အတွင်စစ်မှုထမ်းတပ်သားတွေနဲ့အောက်ခြေစစ်သားတွေကိုမူရစ်စေဝါတုံခိုင်းပြီးရှေ့တန်းမှာစစ်ကြောင်းထိုးခိုင်းတဲ့အပြင်ပြည်သူတွေကိုအာဏာပြုချက်ဖမ်းဆီးတပ်ဖြတ်တာတွေကိုလှုပ်ဆောင်ဖို့စစ်အရာရှိတွေကအမိန့်ပေးလာတယ်လို့အလင်းဝင်တပ်သားရှစ်ဦးကထုတ်ဖော်ပြောဆိုဝေခံလိုက်ကြပါတယ်။ရမညမိုးတက်တော်အာမေကအလင်းဝင်လာတဲ့စစ်သားနဲ့ရေရှိရောက်ရဲ့ထုတ်ဖော်ဝေခံချက်ကိုဗီဒီယိုနဲ့ထုတ်ပြန်ထားပြီးအဲ့ဒီဗီဒီယိုမှာအလင်းဝင်လာသူတွေကအခုလိုဝေခံပြောဆိုလိုက်ကြတာပါ။ အကြံဖတ်စစ်တပ်ကပေါ်တာဆွဲခံရပြီးစစ်ထဲရောက်ရှိလာတဲ့စစ်မှုထမ်းသတ္တအစ်တွေကိုအမျိုးမျိုးညှဉ်းပန်းဖိနှိပ်တဲ့အပြင်အစာဝလင်အောင်မကြွေးပဲမူရစေဝါတုံဆွဲခိုင်းပြီးရှေ့တန်းကိုတက်ခိုင်းတာပြည်သူတွေကိုတပ်ဖြတ်ဖမ်းဆီးအာဓမ္မပြုကျင့်ခိုင်းတာတွေကိုလှုပ်ဆောင်ခိုင်းတယ်လို့သိရပါဗျာ။ ဒါအပြင်အကြံဖက်စစ်တပ်အတွင်းမှာစစ်မှုထမ်းသသားတွေကိုတနက်မပေးဘဲကင်းဆောက်ခိုင်းပြီးအရာရှိလိုင်းကမ်းတွေကိုတန့်ရှင်းလုပ်ခိုင်းသလိုလစာပုံမှန်မပေးဘဲဖြစ်တယ်လို့ကြွေးမွေးတဲ့အပြင်အစာရေစာဝါလျောင်မကြွေးဘဲအစိုးဆုံးကတော့မူရစ်စေဝါသုံးဆွဲခိုင်းတာလို့အလင်းဝင်သသားတွေကဆိုပါတယ်စစ်တပ်ထဲမှာမူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုကအရှိန်ဟုန်နဲ့ကြီးထွားနေပြီး စေရာရှိတွင်နဲ့စစ်သားတွေကိုယ်တိုင်ဆေးရောင်းချသလိုရှင်တန်းတိုက်ပွဲတွေဖြစ်ပွားတာနဲ့ WY မူရဲ့ဆေးတွေကိုတုံးဆဲဖို့ချပေးတဲ့ပြင် WY မူရဲ့ဆေးဝါးဖို့အဖြစ်ပြည်သူတွေရဲ့နေအိမ်တွေကအဖိုးတန်ပစ္စည်းတွေကိုလူရက်ခိုင်းကဆေးဖို့အဖြစ်လက်ခံတာတွေရှိတယ်လို့အလင်းဝင်လာသူစစ်မှုထမ်းတပ်သားကိုကျော်ကြီးကပြောပြပါဗျ။ဒါအပြင်စစ်တောင်းထိုးနေရင်နဲ့ဆေးသမားတွေကိုတွေ့ရင်ဖမ်းပြီးတော့ဆေးတွေကိုယူပြီးတုံးတဲ့ပြင်ပြည်သူနေအိမ်တွေကနေပစ္စည်းတွေတက်ယူတဲ့အချိန်မှလည်းတပ်သားတွေကိုဝင်ခွင့်မပေးဘူးလို့အလင်းဝင်လာသူပြည်သူစစ်တပ်သားကိုတပ်ပိုင်ဆိုကရှင်းပြပါဗျ။ ဒါအပြင်အကြံဖတ်စစ်တပ်ကပြည်သူတွေကိုအာဓမ္မပြုခြင်းမူတပ်ဖြတ်ရာမှမူရစေသုံးသူတွေကိုအဓိကခိုင်းပြီးစေးကြောင်နာကြောင့်အချင်းချင်းပြစ်ခတ်မှုတွေလည်းရှိသလိုခမရ95တက်ရင်မှာတော့တက်ရင်မူတက်ရင်ပိုကြီးတက်ချက်ဒုတက်ချက် တက်ချက်ကြီးအရာခံပါဝင် အားလုံးမူရစေသုံးဆွဲကြတယ်လို့အဲ့ဒီတက်ရင်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ပါစတက်တာကိုညံမျိုးအောင်ကပြောပါရယ်အဲ့ဒီတက်ရင်မှာစီဂျူကြီးမျိုးမေထွန်းကိုယ်တိုင်ကစေးရောက်ပြီး စေတုံးမီထိမရလို့ဘိုကင်းနဲ့ထည့်ထားရသူလည်းရှိသလိုလက်တလုံးမာတဲ့ဘိုကင်းမှာတာဝန်ယူနေသူကစေတုံးမီသူသမီးကိုစေးကြောင်ကြောင်ပြီး MA3 နဲ့ပြစ်လိုက်တာကြောင့်လက်မောင်းရှက်ထိမှန်သွားတယ်လို့အလင်းဝင်ရောက်ခဲ့တဲ့ပါစတတကိုညံမျိုးအောင်ကဆက်လက်ပြောပါရယ်စစ်တပ်အတွင်းပြည်သူစစ်တွေအပါအဝင်စစ်သားတွေကိုတော်လိုင်းဘက်တော်သားတွေစီကိုအလင်းဝင်ဖို့စ조사ရင်တပ်ပြစ်မယ်လို့ပြောပြီးသူတို့လက်ကနေထွက်ပြေးရင်လည်းလွတ်မှာမဟုတ်ဘူးလို့ချိန်ချောက်ထားတယ်လို့သိရပါရယ် ဒါအပြင်ဒေါ်လိုင်းဘက်ကိုရောက်ရင်လေဒေါ်လိုင်းဘက်တော်သားတွေကအလင်းဝင်လာတဲ့စစ်သားတွေကိုရရဆက်ဆက်တပ်ဖြတ်လိုက်မယ်ဆိုပြီးဝါရဖြန့်ချိကြောက်ထားတယ်လို့သိရပါတယ်အဲ့ဒီသူတို့ပြောစကားကိုယုံပြီးတော့ထွက်မပြေးပဲနဲ့ဒီတိုင်းဆက်နေတာကြာလာတော့သူတို့ရဲ့နှိမ့်ဆက်တဲ့တံတွေကိုမခံနိုင်လို့ဆိုပြီးတော့ဒီဘက်ဒေါ်လန်ရဲ့ဘက်ကိုလာရောက်တဲ့အခါမှာသူတို့ပြောသလိုမဟုတ်ပဲပင်ပင်ပန်းပန်းလဲဘာမှမလုပ်ရဘဲရောက်ကလေးကနွေ့နွေ့ထွေ့ထွေ့နဲ့ကြိုးဆိုတယ်လို့အလင်းဝင်ရောက်လာသူပါစတတ်တာကိုစီသူကျော်ကပြောပါရယ် အကျန်းဖက်စစ်တပ်မှတနစ်တခြားအလွန်ဆိုးရွားလာပြီးပြည်သူလူထုကိုဖိနှိပ်ညှဉ်းပန်းမှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေရကြောင်းစစ်တပ်ကတပ်သားတွေအနေနဲ့တော်လှန်ရေးတပ်တွေနဲ့အများဆုံးပူးပေါင်းကြစေခြင်းပြီးမြန်မာနိုင်ငံအသီးသီးမှာရှိတဲ့လူငယ်တွေအနေနဲ့မတရားပေါ်တာဆွဲပြီးစစ်တဲဆွဲသွင်းကမာကိုမခံဘဲတော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းပြန်တော်လှန်ကြဖို့ကိုအလင်းဝင်တပ်သားတွေကထုတ်ဖော်ပြောဆိုထားပါသေးရဲ့ရှင်တနေ့တိုင်းတိုင်းဘက်ကိုကြည့်အောင်ပါ တနင်္သာရီတိုင်းမောတောင်မြို့မှာအကြမ်းဖက်စစ်တပ်ကိုမူရစ်စေဝါရောင်းချပြီးစစ်ဆောင်ပြည်သူတွေကိုဘုံကျဲတပ်ဖြတ်ဖို့လှုံ့ဆော်နေတဲ့စစ်တပ်တရင်မင်းအမျိုးသမီးတဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ဒေသတွင်းစစ်တရင်မင်းကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့မှာမောတောင်မြို့ကိုတော်လိုင်းတပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကိုတရင်ပေးပြီးပြည်သူတွေကိုဘုံကျဲတပ်ဖြတ်ဖို့လှုံ့ဆော် ရေးသားနေတဲ့မောတောင်မြို့မှာနေထိုင်တဲ့စစ်တပ်တရင်ပေးဒေါ်ထိထိကြီးကိုတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံရှာဖွေခဲ့ပါရယ်။ အဲ့လိုလိုက်လက်ရှာဖွေချိန်မှာဒေါ်ထင်းသေးကြီးကိုစစ်ပေးဆောင်စခန်းတစ်ခုမှာတော်လိုင်းတပ်ဖွဲ့တွေကတွေ့ရှိခဲ့ပြီးဖမ်းဆီးနိုင်ခဲ့တဲ့အပြင်သူ့ကိုတုတ်ပတ်ဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားကစစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေရလို့သိရပါတယ်။အဲ့လိုဖမ်းဆီးရမိထားတဲ့ဒေါ်ထင်းသေးကြီးရဲ့လက်ကင်ဖုန်းတွေကနေအကြမ်းဖက်စစ်တပ်နဲ့ဆက်သွယ်ထားတဲ့အချက်လက်တွေပြင် သူရဲ့ TikTok အကောင့်မှာစစ်ဆောင်ပြည်သူတွေနဲ့ PDF တပ်ဖွဲ့တွေကိုပုံကျက်တပ်ဖြတ်ခိုင်းနေတဲ့နှုတ်ဆော်ရေးသားထားတဲ့မှတ်တမ်းတွေကိုတွေ့ရှိခဲ့ရပြီးအကြမ်းဖက်စစ်သားတွေကိုမူရစ်စေဝါရောက်ချခဲ့တယ်ဆိုတာကိုပါဝေခံထွက်ဆိုခဲ့လို့သိရပါဗျ။မောတောင်မြို့ကို November 14ရက်နေ့မနက်အစောပိုင်းမှာတော်လိုင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ကမောတောင်မှာရှိတဲ့နောက်ဆုံးကြံရင်နေတဲ့စစ်တပ်ရဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မောတောင်မြို့ကိုသိမ်းပိုက်ရရှိခဲ့တာပါ။မော်တော်မျိုးကို KNL ဦးဆောင်တဲ့တော်လိုင်းတက်တွေကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ နိုဝင်ဘာလ17ရက်နေ့ကနေစတင်ပြီးဒေါ်လာရေးတက်ပေါင်းစုက အပိသက်ထိုးစစ်ဆင်ခဲ့ကနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာတော့အပိသက်သိမ်းပိုက်နိုင်ခဲ့တာပါရှင်။မွန်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ကျေးရွာမှာရှိတဲ့စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ကိုရေးဘလူးတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရာကြောင့်ပြူစော်တီကောင်းဆောင်လင်းဦးထိခိုက်ဒဏ်ရာရကစစ်သား၄ဦးသေဆုံးသွားတယ်လို့ရေးဘလူးတပ်ဖွဲ့ကောင်းဆောင်ကရန်ကုန်ခေတ္တကိုပြောပါရယ်။ မနေ့ကဒီဇင်ဘာလ9ရက်နေ့မနက်7:00နာရီခွဲဝင်းကျင်မှာရေဘလူအဖွဲ့ကအာယူတောင်ကြေးရွာရုံကိုတိုက်ခတ်ခဲ့တာပါအခုလိုဝင်ရောက်တိုက်ခိုက်တာကဒုတိယအကြိမ်ဖြစ်ပြီးလက်ရှိတန်ရာရသွားတဲ့ပြူစော်ဒီကောင်းဆောင်လင်းဦးကတော့ဆေးရုံမှာလို့ရေဘလူတပ်ဖွဲ့ရဲ့တရင်မှုကပြောပါတယ်အကြံဖတ်စစ်တပ်လက်အောက်ခံပြည်သူစစ်ကောင်းဆောင်လင်းဦးဟာနိုဝင်ဘာလ23ရက်နေ့ကလည်းရေဘလူတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြူစော်ဒီအဖွဲ့ဝင်တွေတန်ရာတွေအရှင်းမပြောက်သေးခင်မှာပဲဒုတိယအကြိမ်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့တာပါ ဒါအပြင်ပြူစော်ဒီကောင်းဆောင်လင်းဦးကတော့ပေါင်မာကြည့်ထိမှန်ပြီးအသက်အနှစ်မစိုးရင်ရဘူးဆိုပေမဲ့ပထမထိထားတဲ့ဒဏ်ရာတွေကအခုချိန်ထိမပြောက်သေးပဲနောက်ထပ်တစ်ကြိမ်ထပ်ထိတယ်ဆိုတော့တေဖို့တော့များတယ်လို့ရေဘလူတပ်ဖွဲ့တရင်မှုကပြောပါရရှင်။မကွေးတိုင်းဘက်ကသတင်းကိုကြည့်ရအောင်ပါ။မကွေးတိုင်းဆလင်းမြို့နယ်ဆလင်းမြို့မှာရဲစခန်းကနေကင်းဘတ်ဖို့ထွက်လာတဲ့စစ်သားနဲ့ရဲတွေပါဝင်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာကြောင့် နှစ်ဦးတင်ဆုံးပြီး KNPC တချို့သိသိရရှိခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့နေ့လယ်2:36မိနစ်ကစလင်းမြို့မှာရဲစခန်းကနေကာရစီဆိုင်ငယ်၄စီးနဲ့စလင်းမြို့အထွတ်မှာရှိတဲ့ဆေးဆိုဂိတ်ကင်းစခန်းကိုကင်းပတ်ဖို့ထွက်လာတဲ့စစ်သားရဲအယောက်20ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကစလင်းမြို့မှာရဲစခန်းနဲ့ဆေးဆိုဂိတ်အကြားမီးရထားလမ်းပိုက်မှာကြားဖြတ်မိုင်းဆွဲပြီးအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရ45မိနစ်ခန့်ကြာမြင့်ခဲ့လို့သိရပါဗျာ။ ဒါအပြင်တိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကလက်မောင်းပြက်သွားသူတွေပြင်ပေါင်ထိပ်ပြီးတော့ဆုတ်ပြက်သွားသူနဲ့မျက်နှာတစ်ချမ်းဆုတ်ပြက်တက်ပြီးတော့လေပင်လဲပောက်သွားသူတွေရှိပြီးအခြားတန်ရာရသူတွေလည်းများတယ်လို့စလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူကပြောပါရယ်။ဒါအပြင်စစ်သားနှစ်ဦးသေဆုံးပြီးမြင်းတရက်ကွက်နဲ့ရဲတပ်သားအောင်ညီညီနဲ့ဖောင်လင်းနယ်ထင်းရဲမေခန်းတို့အပြင်းထန်ထိခိုက်တန်ရာရရှိကာယနေ့3:56မိနစ်မှာစလင်းမျိုးရဲစခန်းကိုပြန်လည်ဆုတ်ခွာသွားပြီးတိုက်ပွဲအတွင်းပြင်းထန်တန်ရာရရှိခဲ့တဲ့ရဲနယ်ဦးကိုစလင်းမျိုးစေးရုံမှာရေးပေါ်တင်ကူတာထားတယ်လို့သိရပါရယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်သား၂ယောက်နဲ့ရဲ၂ယောက်စုစုပေါင်း၄ယောက်ကိုစလင်းပြည်သူဈေးရုံမှာတင်ထားပြီးအဲ့ဒီကရဲတယောက်ကထိခိုက်ဒဏ်ရာတော်တော်ပြင်းနေပြီးစစ်သားတွေလည်းထိခိုက်သေးဆုံးနိုင်တယ်လို့ပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြောပါရယ်အဲ့ဒီအပြင်တိုက်ပွဲအတွင်းစစ်သားရဲတွေအုံပြုတဲ့ជីတွေးជីပေါင်း၂ပေါင်းလက်ပစ်ပုံး၄လုံးជីတောက်၃၀တောင်းကိုတိတ်ဆီရရှိခဲ့လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုစစ်လင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တွေကလှုံ့ဆော်ခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ မန္တလေးတိုင်းဘက်မှာတော့မန္တလေးတိုင်းတောင်သာမြင်းချံလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုလူသားတိုင်းဖြစ်ဖမ်းဆီးပြီးကြေးရွာ6ရွာကိုဇက်တိုက်မီးရှို့ဖျက်ဆီးတာကြောင့်နေအိမ်200နီးပါးပြာကျကထောင်ထဲချီတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ ီးခဲ့တဲ့နိုဗမာလ16ရက်နေ့ကနေစတင်ပြီးတောင်တာမြေကြံလမ်းပိုင်းမှာတက်ဆွဲထားတဲ့အကြံဖက်စစ်သားတွေနဲ့ပြူစောထီတွေပူးပေါင်းထားတဲ့စစ်ကြောင်းဟာလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကိုဆက်လက်ဝင်ရောက်စီးနင်းကပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးနေအိမ်တွေကိုစက်တိုက်မီးရှို့နေတာပါအကြံဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်တောင်သာမြင်းကျန်လမ်းပိုက်တစ်လျှောက်မှာရှိတဲ့တမန်ကြီးရွာ၊ဆယ်ကုန်းမရွာ၊ညောင်တိုရွာ၊ပဲခင်းကျော်ရွာ၊ခြုံကြီးရွာနဲ့အင်းတဲရွာကနေအိမ်၂၀၀နီးပါးမီးလောင်ပြာကျခဲ့ရပါတယ်။ အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းကလက်ရှိချိန်တောင်တာမြင်းကြံလမ်းပိုက်မှာစစ်ကြောင်းထိုးတက်ဆွဲထားတာကြောင့်တမန်ကြီးရွာ၊ဆဲကုန်းမရွာ၊ညောင်တူရွာ၊ပေခင်းကျော်ရွာ၊ခြုံကြီးရွာနဲ့အင်းတဲရွာတွေကပြည်သူတွေပါဝင်အနီးအနားမှာရှိတဲ့ကျေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတိတ်ရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပါရတယ်။အဲ့ဒီလိုမျိုးပဲနိုဘမာလ21ရက်နေ့ကလည်းတောင်တာမြို့ပေါ်ကအကြံဖတ်စစ်သားတွေဟာတောင်တာငါးတယောက်လမ်းပိုင်းညောင်တူကြီးရွာလမ်းခွဲမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ရဲ့ဂိတ်စခန်းကိုဝင်ရောက်စီးနှင်မိရှို့ဖျက်ဆီးသွားပါသေးရဲ့ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာနေဆက်ဖြတ်သန်းခွင့်လက်မှတ်နဲ့ဝင်လာတဲ့မြန်မာနိုင်ငံသားတွေကိုတပ်မတ်ဒေသတွေမှာ6လအလုပ်လုပ်ကင်ခွင့်ပေးဖို့အတွက်ထိုင်းနိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီကဆုံးဖြတ်လိုက်တယ်လို့ထိုင်းသတင်းဌာနတွေရဲ့သတင်းဖော်ပြချက်အရသိရပါတယ်မြန်မာနိုင်ငံသားအနေနဲ့ထိုင်းနိုင်ငံလေးကိုနေဆက်ဖြတ်တန်းခွင့်လက်မှတ်ကိုအသုံးပြုပြီးဝင်ရောက်လာရင်တကြိမ်ကိုအများဆုံး6လအထိအလုပ်လုပ်ကင်ခွင့်ပေးဖို့ထိုင်းနိုင်ငံသားသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီကဆုံးဖြတ်လိုက်ပြီးထိုင်းဘုတ်အစိုးရကခွင့်ပြုချက်ရရှိဖို့ကိုစောင့်ဆိုင်းနေတယ်လို့သိရပါဗျ။ ထိုင်းရောက်မြန်မာရွှေပြောင်းအလုသမားရေကူညီပေးသူ AAC ကိုရဲမင်းကတော့အခုလိုထိုင်းနိုင်ငံခြားသားအလုသမားစီမံခန့်ခွဲရေးကော်မတီကအခုလိုဆုံးဖြတ်လိုက်တာကြောင့်ထိုင်းမြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ရနောင်ကော်တောင်မြဝတီထီခီဒေသတို့ကမြန်မာတွေအတွက်အလုအကိုင်းခွင့်လန်းပွင့်လာမယ်အပြင်နယ်စပ်ဖြတ်တန်းခွင့်လက်မှတ်နဲ့ဆိုတော့ကုန်ကြမ်းစရိတ်တွေအများကြီးတက်တာသွားနိုင်တယ်လို့ပြောပါရယ် အဲ့ဒီဆုံးဖြတ်ချက်အတည်ပြုလာရင်မြမအလုံသမားတွေအနေနဲ့ပွဲစားတွေရဲ့ငွေကြေးကြတဲ့နာထပ်ပုံမလိမ့်လေယူတဲ့ကြိုးပမ်းမှုရှိနိုင်ပြီးအလုံသမားရဲ့ဆောင်ရွက်နေသူတွေရဲ့တတိပေးချက်ကိုစောင့်ကြည့်လိုက်နာကြဖို့ကိုလည်းထိုင်းရောက်မြမရွှေပြောင်းလုံသမားရဲ့ကူညီပေးနေသူတွေကအသိပေးထားပါတယ်။လက်တလောမြမနိုင်ငံသားတွေဟာထိုင်းနိုင်ငံအတွင်းပန်းရောင်ပန်းလို့ခေါ်ဆိုတဲ့အလုံသမားအလုံလုံခွင့်လက်မှတ်တွေနဲ့ဝင်ရောက်အလုံလုံကြရတာဖြစ်ပြီးပန်းရောင်ပန်းရဲ့ကုန်ကျစရိတ်မှာနှစ်စဉ်ထိုင်းဘတ်9000ကနေဘတ်1000ကျွဲအတွင်းကုန်ကျလိမ့်ရှိတယ်လို့ထိုင်းရောက်မြမလုံသမားတွေစီကနေသိရပါတယ်ရှင်။ ါကတော့ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ